တရိษံကလူအချင်းချင်းပြီးတော့လူကတရိษံအချင်းကျင့်လာပြီဆိုရင် လောကကြီးပျက်စီးတော့တာပဲနော်။ဘာကြောင့်လောကကြီးပျက်စီးတာလဲဆိုရင် လောကကိုဆောင်းလျှောက်ကြတဲ့ net တွေကလူတွေဟာတရိษံအချင်းကိုကျင့်လာကြတဲ့အတွက်ကြောင့် net တွေဟာလောကကိုမဆောင်းလျှောက်ကြတော့ဘူး။ thank you အားလုံးပဲမင်္ဂလာပါလူဖြစ်ပြီးတော့တရိတ်ဆန်အကျင့်ကျင့်တဲ့ဗီဒီယိုဖိုင်နဲ့တရိတ်ဆန်ဖြစ်ပြီးတော့လူအကျင့်ကျင့်တဲ့ဗီဒီယိုဖိုင်နှစ်ခုကိုချပြပေးပါမယ်အရင်ဆုံးလူဖြစ်ပြီးတော့တရိတ်ဆန်အကျင့်ကျင့်တဲ့ဗီဒီယိုဖိုင်ကိုကြည့်ပါနော် လူကဖះเจ้าဆောင်အပေါ်တက်ထိုင်ပြီးတော့ဖះလူအပူဇော်ခံနေတာเนาะအဲဒါကတော့လူကတရိတ်ဆန်အကျင့်ကျင့်တာပေါ့တရိတ်ဆန်ကလူအကျင့်ကျင့်တဲ့ဗီဒီယိုဖိုင်ကိုကြည့်ပါဦးဟိုဆောင်နာအိမ်ဆောင်နာကျောင်းဆောင်နာစီရီဆောင်နာရက်ွက်ဆောင်နာမျိုးဆောင်နာနေမိဆိုင်ဖဆိုင်လောကပါဠတကြပြမ္မာဝိဇာဇောကြီးတပတိနဲ့တကားကလုံးခွေးက ဖះကြောင်းဆောင်အရှိမဖះရှိခိုးပြီးတော့တရားနာနေတာနော်ဒါကတော့တရိษံကလူအကျင့်ကျင့်တာပေါ့တရိษံကလူအကျင့်ကျင့်ပြီးတော့လူကတရိษံအကျင့်ကျင့်လာပြီဆိုရင်လောကကြီးပျက်စီးတော့တာပဲနော်ဘာကြောင့်လောကကြီးပျက်စီးတာလဲဆိုရင်လောကကိုဆောင်းလျှောက်ကြတဲ့နတ်တွေကလူတွေဟာတရိษံအကျင့်ကိုကျင့်လာကြတဲ့အတွက်ကြောင့်နတ်တွေဟာလောကကိုမဆောင်းလျှောက်ကြတော့ဘူးအဲ့ဒီလို လက်တွေကလောကကိုမဆောင်ရှောက်ကြတော့ဘူးဆိုရင်လောကကြီးမှာသဘာဝဘေးဆိုးတွေစိုက်တယ်အလားယောဂါတွေဖြစ်တယ်ဒါဟာလူတွေတိရစ္ဆာန်အကျင့်ကျင့်လာလို့ပဲဖြစ်တယ်เนาะဒါကြောင့်ပြောချင်တာကလေတချို့သောလူတွေအနေနဲ့လူသားဖြစ်တဲ့အတွက်ကြောင့်လူအကျင့်ပဲကျင့်ပါတိရစ္ဆာန်အကျင့်တွေမကျင့်ပါနဲ့လို့ပြောချင်ပါတယ်เนาะဗျာမြတ်စွာဘုရားကိုပူဇော်ပါတယ်ဗျာ ဓမ္မံတရားတော်များများကိုပူဇေးမိကူဇော်ပါ၏ခရာတန်ဃာတန်ဃာတော်များများကိုပူဇေးမိကူဇော်ပါ၏ခရာကဲအာဟုကဖျားရှိခိုးနေတာနော်တရိษံတွေဟာလေအကုသိုလ်စိတ်နဲ့ပရိသန်တွေနေကြတဲ့အဟိတတ္တဝါတွေဖြစ်တာမှန်ပေမဲ့သူတို့တွေလည်းပဲ တခါတရံမှာကုသိုလ်ဖြစ်ခွင့်ရပြီးတော့တရိษံဘဝကနေကျွတ်သွားတာတွေရှိတယ်။ထင်ရှားတဲ့တာဒကတစ်ခုကိုခြားပြရမယ်ဆိုရင်ဝိသုဒ္ဓိမတ်မှာရသော်ဖရာတတ်တော်ထင်ရှားရှိစဉ်တော့ကရသော်ဖရာဟာကကရာအမိရှိတဲ့ရေအိုင်ကြီးနားမှာစံပါမြို့သူမြို့သားတို့အားတရားဟောကြားနေပါတယ်။အဲ့ဒီလိုတရားဟောကြားနေစဉ်မှာရေအိုင်နားမှာရှိတဲ့ဖားကလေးတစ်ကောင်ဟာမြတ်စွာဘုရားကြီးအတန်ကိုတာယာတဲ့အတွက်ကြောင့်နာကြားနေပါတယ်။ ထိုအချိန်မှာဘာကြောင့်သားတယောက်ကဖားကလေးရဲ့ကြောအပေါ်ကိုဝရင်ထုံနဲ့ထောက်လိုက်တဲ့အတွက်ကြောင့်ဖားကလေးဟာအဲ့ဒီနေရာမှာပဲတည်ဆုံသွားပါတယ်။သို့တော်လည်းပဲမြတ်စွာဘုရားဤတရားအတန်ကိုတာယာတဲ့စိတ်နဲ့နာကြားခဲ့တဲ့အတွက်ကြောင့်လက်ပြေမှာမန္ဓုကဒေဝပုတ္တဆိုတဲ့အမည်နဲ့ဖားနဲ့သားသွားဖြစ်ပါတယ်။ဒါကြောင့်တခါတရံမှာတရိစ္ဆာန်တွေဟာလည်းပဲကုသိုလ်ဖြစ်ခွင့်ရပြီးတော့ကျွတ်သွားတာတွေရှိတတ်တယ်နော်။တရိတ်ဆံကိုပြိပဌာန်းတွေဖွင့်ပြရင်သူတို့ကြားရင်သူတို့ကုသိုလ်ရနိုင်လားဖေယျ ကိုရောကုသိုလ်ရလားဖရာတဲ့ခုတကနိကေဝိမာနဝတ္ထုပါဠိတော်မဟာရထဝတ်မန္တုကဒေဝပုဒ္ဒဝိမာနဝတ္ထုမှာမြတ်စွာဘုရားသည်ကကရာအမိရှိတဲ့ရေအိုင်ငါးမှာတရားဟောနေစဉ်ရေကန်သေးကဖားကလေးတစ်ကောင်ကကုန်းပေါ်တက်လာပြီးမြတ်စွာဘုရားရဲ့တရားအတန်ကိုနားထောင်နေပါတယ်အဲ့ဒီအချိန်မှာနွားကြောင်သားတစ်ယောက်ကဖားလေးရဲ့ကြောပေါ်ကိုဒုံးနဲ့ထောက်လိုက်တဲ့အတွက်ဖားလေးဟာတေဆုံးသွားပါတယ် တိုးတော်လည်းပဲမြတ်စွာဘုရား၏တရားတန်ကိုနားကြားခဲ့တဲ့အတွက်ကြောင့်ငါ့ပြည်မှာမန္တုကဒေဝပုဒ္ဒဆိုတဲ့အမည်နဲ့ငါသားသွားဖြစ်ပါတယ်အဲ့ဒီဇလံလေးကိုအကြောင်းပြုပြီးတော့တချို့ကရှင်ကြီးရဲ့အိမ်မှာမွေးထားတဲ့တရိတ်ဆန်လေးတွေကိုတရားခွေဖွင့်ကြတာမျိုးဖုံးကြီးပြင့်ပြီးတရားနာခိုင်းတာမျိုးတွေလုပ်ကြပါတယ်လူတွေအတွက်ကကုသိုလ်ရနိုင်ပေမဲ့တရိษံတွေအတွက်ကတော့ကုသိုလ်ရနိုင်ချေနေပါတယ်။ဘယ်လိုတရိษံမျိုးတွေကုသိုလ်ရနိုင်တယ်လဲဆိုရင်တော့ ူဘဝကနေသိပြီးချက်ချင်းတရိษံတန်ဖြစ်တဲ့တရိษံမျိုးတွေဆိုရင်တော့လူရဲ့အသိဉာဏ်လေးတွေနည်းနည်းပါလာတဲ့အတွက်ကုသိုလ်ရနိုင်ပါတယ်။မြေရည်ကြီးကတက်လာတဲ့တရိษံဆိုရင်တော့ဒူဘဝနဲ့အလွန်ဝေးကွာနေတဲ့အတွက်ကြောင့်ကုသိုလ်ရဲ့အကျိုးကိုမရနိုင်ပါဘူးเนาะနားလဲပါစေ။ဖုံဖုံဖေရငကားတွေကတကယ်ရှိပါသလားဖေရတဲ့။ငကားကတကယ်ရှိတာပေါ့ဥစဉ်အနောက်မှာမျက်မြင်ပဲလေเนาะ။ဒါကရေစရာပြောတာပါ ၎င်းကတကယ်ရှိပါတယ်။၎င်းတကယ်ရှိလို့လည်းပဲဖះဟောကြံကတ်လေးမှာ၎င်းရှိကြောင်းဖော်ပြထားတာပေါ့နော်။၎င်းတကယ်ရှိတယ်ဆိုလို့လူတွေနဲ့နီးနီးကပ်ကပ်ရှိတာမဟုတ်ပါဘူး။အလုံးဝေးလံတဲ့အရက်မှပဲရှိတာပါ။ဘာကြောင့်အဲ့ဒီလိုပြောရတာလဲဆိုရင်တခါတော့ကတရားမင်းဟာမြတ်စွာဘုရားကို၎င်းပြည်သို့အရုံဆုံးဖုံးပေးရန်ကြွရောက်ဖို့အတွက်ပင့်ဖိတ်ပေးပါတယ်။အဲ့ဒီလိုပင့်ဖိတ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားကဘေးနားမှာရှိတဲ့သုမနယဟန်းကို ချစ်သားသူမနာမနက်ဖန်မှာအလွန်ဝေးလံတဲ့အရက်ကိုပရုံဆုံးဖုံးပြီးကြွားရမှာဖြစ်တဲ့အတွက်ကြောင့်ဥထုဇဉ်ယဟန်တွေကိုဖယ်ထားပြီးအဘိညာဉ်၆ပါးနဲ့ပြည့်စုံတဲ့ယဟန်တာတွေကိုဆုထားလိုက်ပါလို့မင်ကြားပါတယ်အဆိုပါအဘိညာဉ်၆ပါးနဲ့ပြည့်စုံတဲ့ယဟန်တာတွေနဲ့ပဲမြတ်စွာဘုရားဟာအလွန်ဝေးလံတဲ့ငကားပြည်ကိုပရုံဆုံးဖုံးပြီးကြွားပါတယ်အဲ့ဒါကိုကြည့်တော့အားဖြင့်ငကားဟာတကယ်ရှိတယ်သို့တော့လူတွေနဲ့နီးနီးကပ်ကပ်မှရှိတာမဟုတ်ဘူးအလွန်ဝေးလံတဲ့အရက်မှရှိတာဖြစ်ပြီးတော့ အဘိညာဉ်တကူးနဲ့ပြည့်စုံတဲ့ယဟန္တာတွေသွားရောက်မှသာရောက်နိုင်တဲ့အရေးဖြစ်တယ်ဆိုတာကိုသိသားပါတယ်။ဒါဒီကိုနားမလည်ပဲနဲ့တချို့ကငကားဝင်မှုတယ်ဆိုပြီးလုံနေကြတာကိုငွေရတွေ့ရတဲ့အခါမှာအလွန်အံ့ဩမိပါတယ်နော်။ကဲဒါကြောင့်ငကားဟာတကယ်ရှိပါတယ်။သို့တော့လူတွေနဲ့နီးနီးကပ်ကပ်မှရှိတာမဟုတ်ဘူး။အလွန်ဝေးလံတဲ့အရက်မှရှိတယ်ဆိုတာကိုတော့မှတ်သားထားရမှဖြစ်ပါတယ်နော်။တရားဟောရင်တခြင်းဆိုဟောတာမျိုးနဲ့ဟောရင်မှန်ပါသလားဖရာတဲ့ မှန်မှန်ပါဘူးမှားပါတယ်နော်မှန်တယ်ဆိုရင်ကြာနေကန်ဆရာတော်ဆိုရင်တရုတ်ပါထက်ဆောင်ဟောတတ်ပါတယ်ဖရာမသိလို့မေးတာပါဖရာနားလေကျင်တာပါဖရာတဲ့အင်္ဂုတ်တော်ကျမ်းမှာတရားဟောဓမ္မကတိကများတရားဟောတဲ့အခါမှာတရားအတန်ကိုတချင်းလိုဆွဲငင်ပြီးဟောမယ်ဆိုရင်အပြည့်၅မျိုးသိရောက်နိုင်ကြောင်းဖော်ပြထားပါတယ်အဲ့ဒီအပြည့်၅မျိုးကဘာတွေလဲဆိုရင်၁မိမိအတန်၌တတ်မှတ်ခြင်း၂ တရားနာပရိသတ်တို့ကတရား၌မမတ်အတန်၌ตาယာတတ်မှတ်ခြင်း၃ပညာရှိသူတော်ကောင်းတို့ကဲ့ရဲ့ခြင်း၄။အတန်ကောင်းအောင်လုံလဆက်ရသဖြင့်တမာတိပြည့်လွယ်ခြင်း၅။၅နောက်လာနောက်သားတို့အတူယူဟောကြားသဖြင့်သာသနာပြည့်ခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာတရားဟောဓမ္မကတိကများတရားဟောတဲ့အခါမှာတရားအတန်ကိုတခြင်းလိုစွန့်ငင်ပြီးဟောကြားခြင်းကြောင့်ရရှိလာမိအပြည့်၅မျိုးပဲဖြစ်ပါတယ်။ နောက်ပြီးယဟန်ဟာတခြင်းဆိုမယ်ဆိုရင်ဝိနည်းအယအဘလဲတင့်ပါသေးတယ်။ဒါကဖျားဟောဒေသနာအယပြပြတာပါ။တိုးတော့ဇာနီကန်ဆရာတော်ကြီးတရားဟောတဲ့အခါမှာအစိုးအငိုတွေနဲ့ဟောတာကိုတော့အပြစ်မပြောကျင်ပါဘူး။ဘာကြောင့်လဲဆိုရင်ဇာနီကန်ဆရာတော်ကြီးအဲ့ဒီလိုအစိုးအငိုတွေနဲ့ဟောလို့ပဲတရားမနာကျင်တဲ့သူတွေတရားနာကျင်လာကြတာပါ။ယနေ့ခေတ်မှာတော့မှဇာနီကန်ဆရာတော်ကြောင့်တရားနာကြရတဲ့ပုဂ္ဂိုလ်တွေရှိပါတယ်နော်။နားလည်ပါစေ။ အရှင်ဖုရားမတိတာကိုအလင်းပြပေးတော်မူပါဖုရားညောင်ပင်ကိုခုတ်ထွင်းရှင်းလင်းရင်မြတ်စွာဘုရားကိုမဖူးမြော်ရဘူးဆိုတာဟုတ်ပါသလားဖုရားဘယ်လိုညောင်ပင်မျိုးတွေပါလဲဖုရားအလင်းပြပေးတော်မူပါဖုရားတဲ့စာပေမှာညောင်ပွင့်မိဖုရားကိုမဖူးတေးရမိပုဂ္ဂိုလ်ခုနှစ်မျိုးဆိုတာ ဖော်ပြထားပါတယ်အဲ့ဒီပုဂ္ဂိုလ်ခုနှစ်မျိုးကဘယ်သူတွေလဲဆိုတာကိုအရင်ဆုံးပြောပြပါမယ်နော်၁ထူပါဗေဒ စေတီပထိုးဖျားចောင်းကံများကိုဖြည့်စည်တော်သူနှင့်ဗောဓိဗေဒဗောဓိညောင်ပင်ကိုဖြည့်စည်တော်သူ၃အာရမဗေဒဖျားစာတရားစာများကိုမြင်ရသောနေရာ၌အသုံးပြု၍ဖြည့်စည်တော်သူ၄ဘိက္ခုဗေဒပံကာအချင်းချင်းတပားနဲ့တပားမတည့်အောင်ကုန်းတိုက်၍ပံကာတင်ခွဲတော်သူ၅ဘိက္ခုနီဗေဒဘိက္ခုနီမကိုအကျိုးနဲ့အောင်မိထုံမိဝဲဖြည့်စည်တော်သူ၆ပင်စာနန္ဒရိယဗေဒ င်္စာနရိယကံ၅ပါးကိုကျူးလွန်ထားသူခုနှစ်တက္ကာယဒိဋ္ဌိဘေဒမှားသောအယူရှိသောသူတို့ပဲဖြစ်ပါတယ်ဒါဟာနောင်ပွေမိဖျားကိုမဖူးတွေ့ရမိပုဂ္ဂိုလ်ခုနှစ်မျိုးပဲဖြစ်ပါတယ်အဆိုပါပုဂ္ဂိုလ်ခုနှစ်မျိုးထဲမှာဘောဓိဘေဒဘောဓိညောင်ပင်ကိုဖြစ်စည်းသောသူဆိုတာပါပါတယ်ဘယ်လိုဘောဓိညောင်ပင်မျိုးကိုပြောတာလဲဆိုရင်ဖျားရှင်တတ်တော်ထင်ရှားရှိစဉ်တုန်းကအမိပြုပြီးပွင့်ခဲ့တဲ့ဘောဓိညောင်ပင်နဲ့ ဖျားရှင်အားရည်မှန်းပြီးပူဇော်တဲ့အနေနဲ့စိုက်ပျိုးထားသောဗောဓိညောင်ပင်မျိုးကိုပြောတာပါအဲ့ဒီလိုဗောဓိညောင်ပင်မျိုးတွေကိုဖြည့်ဆည်းမိမယ်ဆိုရင်တော့ဗောဓိဗေဒဖြစ်ပါတယ်သာမန်အလေးကျပေါက်နေတဲ့ညောင်ပင်တွေကိုဖြည့်ဆည်းတာကတော့ဘာအပြစ်မှမဖြစ်ပါဘူးเนาะ